အချင်းဗီဒီယိုတွေမှာအမေးများလို့တနင်္လာနေ့တောက်ကြရဲ့အိမ်တော်ရဲ့အခြေအနေအကြောင်းကိုပြောပြပါမယ်။အချစ်တို့ဘဝမှာတော့ easy ပဲ။ဒါပေမဲ့အတော့မယ်လို့စပြီးရောစဉ်းစားတဲ့အချိန်မှာစပြီးရောပြဿနာတက်တော့တာပဲ။အခုသဖြင့်ပေါ့နော်ဘယ်လိုပြဿနာမျိုးတွေလဲဆိုလို့ရှိရင်ဘေးလူဂျားလူကိုမှုရတဲ့ပြဿနာမျိုးပေါ့။ဘေးလူဂျားလူဆိုတာကနှစ်ဖက်မိဘအတိုင်းဝိုင်းရဲ့မိသားစုဝင်တွေဒါမှမဟုတ်လို့ရှိရင်တတိယလူပေါ်လာတာမျိုး။တနင်္လာနေ့တောက်ကြရဲ့ အိမ်တော်ရေးအခြေရေးဆိုတာကတကယ်အစိန်ခုံမှုများတဲ့အနေအထားတစ်ခုပါ။ဘောဂိပညာရဲ့အတတ်တဘောအရာအိမ်မင်းရံပတ်တဘောမျိုးရှိနေလို့ပါ။အဲနောက်ကြာကလူအများရှိမှပို့ပြီးတော့အချစ်ခံခြင်းနဲ့ဂယူးဆိုင်ခံခြင်းနဲ့ပေါ့နော်။လူတွေအရှိမှသူ့ကိုဘယ်လောက်ချစ်ချောင်တွေ့ကျင်တာပေါ့နော်။ဟိုမင်းကလေးတောက်ချာဆိုရင်ပို့ဆိုပါတယ်။တနေ့လောက်ကကျတော့သူကအရင်ချစ်တတ်တယ်။ဒါပေမဲ့သူ့ရဲ့အချစ်ကအေးစေးတည်နေပြီးနေဆိုင်တဲ့အချစ်ဆိုတော့ သူကလုံးလုံးလတ်လတ်လည်းနေကျင်တယ်အေးအေးဆေးဆေးလည်းနေကျင်တယ်အဲ့ကြတော့သူတကယ်အရင်ချင်းနေတယ် serious ဖြစ်နေတယ်ဆိုလို့ရှိရင်တော့မှခုရင်တန်းမှာတရားတိုင်းလုံးရှိရင်တော့သူက20ရာခိုင်နှုန်းလောက်ပဲအပြန်ကိုပေါပြတတ်တဲ့လူမျိုးဆိုတော့အဲ့ဒီမှာစပြီးတော့တွေ့ကြတော့တာပဲပေါ့ဒီနှစ်ချက်ကိုဘယ်လိုမျိုးဖြစ်ရှင်လို့ရလဲဆိုရင်အဲ့လိုဝင်နှောက်ချက်လို့မရအောင်ကလက်ထပ်ပြီးသွားတဲ့အခါမှာနှစ်ဖက်မိဘတွေနဲ့လူမနေပဲနဲ့ကိုရင်းနှစ်ယောက်တည်းတည်တဲ့နေထိုင်တာမျိုးကဂျားလူရဲ့နှောက်ချက်ရှင်တန်းနဲ့ဖြည့်ရှင်းပေးတာဖြစ်မှာပါတယောက်တနေစီဖြစ်နေတဲ့အနေအထားတည်းတမျိုးတည်းမှာအတူနေတဲ့အိမ်တော်ကြီးကပို့ပြီးတော့ခိုင်းနေပါတယ်အမျိုး းသားနဲ့အမျိုးသမီးနှစ်ယောက်လုံးကအသက်အရွယ်လည်းအရင်မကွာဘူးအတွေ့အကြုံလည်းတိတ်မကွာဘူးဆိုရင်တယောက်နဲ့တယောက်ပူချင်းစာပြီးတော့ညှီလို့ပို့လွှဲပါတယ်ပူချစ်တဲ့လူကိုသူ့နေရာကနေကိုတွေးပြီးတော့အမြဲတမ်းကိုချင်းစာတင်ရတဲ့ဒီလိုမျိုးခံစားပြိမယ်ဆိုရင်တော့အဆင်ပြေမှာပါအားလုံးအဆင်ပြေပြည့်စုံကြပါစေရှင်